အားလုံးပဲကျွန်တော်ရဲ့မိဘညီကိုမောင်နှမများတငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျော်တာ22ကြိမ်အတွက်ခဏလေးကျွန်တော်ချပြပေးမယ်နော်ဒီဖိုင်မှာဒါကျွန်တော်ပထမဖိုင်မှာပြခဲ့တဲ့ပြောခဲ့တဲ့အတိုင်းပဲဒါကျွန်တော် break ပေါ့နော် break လို့ pro break လေးပြပေးမယ်ဒီတော့အနည်းပြီးတော့ကျွန်တော်နောက်ပိတ်ပေါ့နော်နောက်ပိတ်နောက်ပိတ်ဆိုင်လေးလည်းပြပေးမယ် ကျွန်တော်ဒီမှာ breaker ဒီဘွားနဲ့စပြီးအမှန်လားဗောနော်ဒီဘာဒီဒီဒီနဲ့စမှာနော်ဒီနဲ့3 4 5ချိန်ကတော့ပြီးသွားပြီဗောနော်ဒီပြင်မှာကျွန်တော်ပြီးမယ်ဆိုရင်6ချိန်မြောက်ဗောနော်6ချိန်မြောက်အတွက်ပြီးမယ်ဆိုရင်ခဏလေးကိုကျွန်တော် break လေးကိုကျွန်တော်ချပြပြင်မယ်နော်လုံးအမှန်ကန်လေးဗောနော် break နဲ့တွဲပြီးဆော်ရအောင်နော်ဒီမှာဒါလေး break လေးအရင်မပြခင်ဒီမှာဒီမှာအနိကအဆိုင်လေးကို ကြည့်အောင်เนาะနီကဆိုင်လေးကိုဒါကျွန်တော်ကြည့်အောင်ဒီမှာကျွန်တော်ရထားရှိပေါ့เนาะကျွန်တော်ဒီမှာဒီလေးရှိပေါ့เนาะဒီလေးဒီလေးကိုလေးကိုကိုလေးနဲ့ကျွန်တော်ပြန်ပြီးဖြည်မှာပေါ့เนาะကျွန်တော်ဒီမှာဒီထိတ်စီးလေးကိုလေးကိုကိုလေးနဲ့ပြန်ပြီးဖြည်သွားတာပေါ့เนาะနောက်တစ်ခါကျွန်တော်ဒီမှာခွန်ဒီခွန်လေးနှစ်ခွန်ခွန်လေးနဲ့ကျွန်တော်ပြန်ဖြည်မယ်ဆိုတော့ကျွန်တော်ဒီမှာဒီ၃လုံးကိုနှစ်ခွန်ခွန်လေးနဲ့ဖြည်တာပေါ့เนาะနောက်တစ်ခါကျွန်တော်ဒီမှာကိုဒီကိုဒီကိုကိုလည်းဒီကိုကိုလေးနဲ့ကျွန်တော်ပြန်ပြီးဖြည်ခဲ့တယ်ပေါ့เนาะဖြည်ခဲ့တယ်ဒါ 2D style လေးပေါ့เนาะ ဒီမှာကျွန်တော်ဒီမှာဆက်ပြီးတော့ကိုကိုကိုလည်းကျွန်တော်လေးကိုကိုလေးနဲ့ဆက်ပြီးတော့သူကဖြီးခဲ့တယ်ဗောနော်လေးကိုကိုလေးဆိုပြီးဒီတန်းလေးဖြီးခဲ့တယ်အဲ့ဒါဆိုရင်ကောင်းမီဒီပင်မှာဒီမှာလေးဗောနော်ဒီလေးဒီလေးကိုလည်းကျွန်တော်လေးကိုကိုလေးနဲ့ပဲဆက်ပြီးတော့ဖြီးမယ်ဗောနော်ဖြီးမယ်ဆိုရင်ဖြီးမယ်ဆိုရင်ကျွန်တော်ကဘာထိဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီမှာဒီမှာနှစ်ရဲ့ကျွန်တော်ဒီမှာဒီရှစ်ရဲ့ဆိုတော့ဒါဆိုကျွန်တော်30ဖြစ်နေပြီဗောနော် လေးကိုကိုလေးဖြစ်မယ်ဆိုရင်လေးကိုကိုလေးဆိုရင်ဒါဆိုကျွန်တော်တို့ကလေးကိုကိုလေးထိပ်ပဲဖြစ်မယ်ပေါ့နော်လေးကိုကိုလေးထိပ်ပဲဖြစ်သွားမယ်ဟုတ်ပြီနော်လေးကိုကိုလေးပေါ့နော်လေးကိုကိုလေးဆိုတော့ဒါဆိုကျွန်တော်ဒီမှာပထမဖိုင်မှာဒါကျွန်တော်ကိုထိပ်ကိုပြခဲ့သေးပေါ့နော်ကိုထိပ်ပေါ့နော်ဒီမှာကျွန်တော်တို့ကဒီသုံးလုံးငါအော်ခဲတဲ့နည်းချလိုက်မယ်နော်ကျွန်တော်ဒီမှာဒီသုံးလုံးကိုကျွန်တော်ငါလို့ဖြစ်တာပေါ့နော်နောက်တစ်ခါကျတော့ဒီသုံးလုံးလေးပေါ့နော်ဒီသုံးလုံးကို ။ Oh sorry ဒီကနေစာမနော်။ဒီကနေစာ၄ပေါ့နော်။၄၅ပေါ့နော်။ကျွန်တော်6ကျွန်တော်ခွန်ဆိုပြီးကျွန်တော်8ဆိုပြီးလာမယ်ဆိုရင်6ထိပ်ပေါ့နော်။ဒါလေးပြခဲ့ပြီနော်။နောက်တစ်ခါကျွန်တော်ဒီမှာဒီမှာကျွန်တော်ဒီမှာဒီ3ည6ကျွန်တော်ဒီမှာဒီ8ပေါ့เนาะဒီ3968ခွန်ဆိုပြီးလာမယ်ဆိုရင်ဒါဆိုကျွန်တော်9ထိတ်ကိုဒါကျွန်တော်ပြခဲ့ပြီးသားရှိရေပေါ့เนาะဒါဆို4 9လေးထိတ်နေပေါ့เนาะ ဟုတ်ပြီဒါဆိုကျွန်တော်ဆက်သွားရအောင်ဆက်သွားရအောင်ဆိုတော့နောက်ပိတ်လေးကိုဒီဘက်မှာတော့ကြည့်ရအောင်နောက်ပိတ်ကဒါအနိကက် site လေးမှာနောက်ပိတ်လေးကြည့်ရအောင်နောက်ပိတ်ကလာအောင်ပြီးတော့စုံနေတာလေးတစ်လုံးရှိတယ်ဒါကကျွန်တော်ဒီမှာဒီစကြည့်အောင်ဒီမှာဒီဒီနှစ်လေးပေါ့ ဒီနှစ်လေးတလုံးကနေစအောင်နော်ဒီနှစ်ဒီနှစ်ကိုဒီနှစ်ကိုဒီနှစ်ကိုကျွန်တော်ဒီမှာဒီနှစ်နဲ့ပေါ့နော်ဒီနှစ်နဲ့ဒီနှစ်နဲ့ဒီနှစ်နဲ့ဆို၄ပေါ့နော်ဒီဒီဒီနှစ်ကိုကျွန်တော်ဖြီမှာနော်ဒီနှစ်ကိုပြန်ဖြီမှာဆိုတော့ကျွန်တော်ဒီမှာဒီနှစ်ရဲ့ဒီနှလုံးနှစ်ဆိုတော့၄၄နဲ့ကျွန်တော်တို့က ဒီရှင်းနောက်ပိတ်နဲ့ထည့်ရင်နှစ်လို့ဖြစ်တာပေါ့နော်နှစ်ဟုတ်ပြီနော်နှစ်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာငါဒီငါးကိုပြန်ဖြည့်မြေပေါ့နော်ဒီငါးဒီငါးကိုလည်းကျွန်တော်ဒီမှာဒီ၄ရှိတယ်၄ဒီ၄နဲ့ဒီငါးလဲဆိုရင်ဒါဆိုရင်ကျွန်တော်တို့က၉ပေါ့နော်၉၉နဲ့ကျွန်တော်တို့ကဒီ၆နောက်ပိတ်နဲ့ပေါင်းမှကျွန်တော်တို့က၅လို့ဖြစ်မှာပေါ့နော်၅ဟုတ်ပြီနော်ဒါဒီကဏ္ဍလေးတွေပြန်ဖြည့်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ၆ဒီ၆ကိုလည်းကျွန်တော်ဒီမှာဒီ ကိုနောက်ကိုထိတ်နေကျွန်တော်ဒီနှလုံးပေါင်းနဲ့ပေါင်းရင်၈ပေါ့နော်၈ရှင်းနေကြီးရှင်းနောက်ပိတ်နဲ့ပေါင်းရင်ကျွန်တော်တို့က6လို့ပဲဖြစ်တယ်ပေါ့နော်6ဟုတ်ပြီနော်နောက်ခါကျွန်တော်ဒီမှာဒီ6ဒီ6ဒီ6ကိုပဲဖြည်ပဲပေါ့နော်ဒီ6ကိုလည်းကျွန်တော်ဒီမှာဒီ6ရှိတယ်ဒီ6ဒီ6နဲ့ဒီ2နဲ့ဆိုဒါဆို1ပေါ့နော်1 1နဲ့ကျွန်တော်တို့က9နောက်ပိတ်နဲ့ပေါင်းရင်ကျွန်တော်6လို့ပဲဖြစ်တယ်ပေါ့နော် ဟုတ်နော်သူကအမှန်ကန်နောက်ပိတ်လေးတွေကိုဖြီးခဲ့ရောနော်ဒီနောက်ပိတ်လေးတွေကိုဖြီးခဲ့တယ်ဟုတ်နော်ဒါဆိုကောင်းပြီဒီပင်မှာကျွန်တော်တို့ကဒီမှာကျွန်တော်ရှစ်ရှိရဲ့ဒီရှစ်ကိုလည်းကျွန်တော်ဒီမှာဒီ၃ညဒီ၃ညနဲ့ကျွန်တော်ဒီ၃ညနဲ့ပေါင်ရင်ဒါဆိုကျွန်တော်၃ညပဲပြီးဒီပြီးရင်ကျွန်တော်ဒီမှာဒီနောက်ပိတ်နဲ့ပေါင်ရင်ကျွန်တော်ဘာဖြစ်ရမလဲဆိုတော့ဒါဆိုကျွန်တော်ရှစ်ဖြစ်ရမှာပေါ့နော်ရှစ်ဟုတ်ပြီနော် ဒီမှာ25668ပေါ့နော်25668ဖြစ်ရမယ်ဆိုရင်ဒါဆိုကျွန်တော်တို့ကဒီမှာဘာနောက်ပိတ်ဖြစ်မလဲဆိုတော့7နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ဒီမှာဒီ3လုံးပေါင်း30ဆိုတော့10ဖြစ်ရမယ်ဆိုတော့ဒါကျွန်တော်တို့က7နောက်ပိတ်ဖြစ်သွားမယ်ဟုတ်နော်7နောက်ပိတ်တားရရပြီနော်တော်2 5 6 6 8ကိုပြန်ပြီးဖြည့်သွားတာနော်2 5 6 6 8နဲ့ဟုတ်ပြီနော် ဒီမှာကျွန်တော်ဆက်ကြည့်အောင်ဆက်ကြည့်အောင်ဆိုတော့ကဲရနေချမ်းပိုးပင်နေချမ်းဒီမှာကျွန်တော်ကြည့်အောင်တော်ဒီကနေစပြီးတော့ပြီးသွားတော့ဗောနော်ဒီကနေစပြီးတော့ကစားမယ် 696ဒီနောက်ပေါ့နော်ဒီဒီဒီနောက်ပိတ်လေးရနေဆက်စမယ်ပေါ့နော်မင်းအမထွက်တော့ဒီနောက်ပိတ်လေးရနေစမယ်ပေါ့နော်ဒီနောက်ပိတ်လေးနဲ့ဒါလာလုံးဝသူလာပြီးတူညီနေတယ်ပေါ့နော်ဒီဒီ6 8 9 6ဆိုရဲဒီကဏ္ဍလေးလာပြီးတူနေတာတခုရှိရေပေါ့နော်ဒါလေးကြည့်အောင်ကြည့်အောင်ဆိုတော့သူကဒီမှာ ီမာဒီမာဒီဒီသုံးလုံးကိုကျွန်တော်တို့ကဘာဖြစ်လဲခွန်ပေါ့နော်ခွန်ခွန်နဲ့ဒီ6နောက်ပိတ်နဲ့ပေါင်းရင်ကျွန်တော်သုံးလို့ဖြစ်တော့နော်သုံးမသုံးဘူးကျွန်တော်ဒီနားမှာရေးတယ်မသုံးပေါ့နော် sorry ဒီနောက်ကလည်းဒီမှာသုံးပေါ့နော်ဒီအနဲ့မဆိုင်သေးဘူးနော်ဒီဒီသုံးလုံးပေါင်းခွန်ခွန်နဲ့ဒီ6နောက်ပိတ်နဲ့ပေါင်းသုံးပေါ့နော်သုံးနဲ့ဒီဒီဘွား7လေးနဲ့ပေါင်းပေါ့နော်ဒီ7လေးပေါ့နော်ဒီ7 ဒီစစ်လေးနဲ့ပေါင်းပါဘောနော်ဒီစစ်နဲ့ပေါင်းရင် ကျွန်တော်တို့ကတစ်လို့ပဲဖြစ်တယ်ဘောနော်တစ်ဟုတ်ပြီနော်တစ်လို့ဖြစ်တယ်ဟုတ်ပြီနော်အောက်ရောက်ရင်ရှင်းသွားလိမ့်မယ်နော်နောက်တစ်ခါကျွန်တော်ဒီသုံးလုံးပေါင်းခွန်ပေါ့နော်ခွန်ခွန်နဲ့ဒီစစ်နောက်ပိတ်နဲ့ပေါင်းရင်ကျွန်တော်တို့ကငါလို့ဖြစ်တယ်ဘောနော်ငါဟုတ်ပြီနော်ငါအဲ့ဒီငါနဲ့ဒီ6နောက်ပိတ်လေးနဲ့အဲ6ထိပ်လေးနဲ့ပေါင်းရင်ကျွန်တော်တို့က6ထိပ်လေးနဲ့ပေါင်းရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့တစ်ပဲဖြစ်တယ်ဘောနော်ဒါတစ်မက်သက်ကိုသူကပြီးသွားတော့ဘောနော်တစ်မက်သက်နဲ့ ဟုတ်ပြီနော်နောက်တစ်ခါကျော်ဒီပင်မှာဒီမှာကျွန်တော်တို့ကဒီ30ဒီ30နဲ့ဒီ9နဲ့ပေါင်းရင်ကျွန်တော်9လို့ပဲဖြစ်တယ်ဗောနော်9ဟုတ်ပြီနော်9 9နဲ့ကျွန်တော်တို့ကဒီဒီပေါ်က6လေးနဲ့ပေါင်းဗောနော်ဒီ6ကျွန်တော်ရှင်းအောင်လို့ဒါလေးဖြန့်ပြီးတော့ခွဲပြီးတော့ကဏ္ဍလေးဖြန့်ခွဲခြင်းနေရာမှာဒါလေးရှင်းပြရနော်ကျွန်တော်ဒီမှာ9ရဲ့6ရဲ့ပေါင်းဒါဆိုကျွန်တော်1ဗောနော်ဟုတ်ပြီနော်နောက်တစ်ခါကျော်ဆက်သွားမယ်ဒီမှာ ဒီ၃လုံးပေါင်းကျွန်တော်တို့ကခွန်ရှိရပေါ့နော်ခွန်ကြောဒီမှာဒီမှာလဲ6ရှိပေါ့နော်ခွန်နဲ့6နဲ့ပေါင်းရင်ကျွန်တော်ကျွန်တော်ဒီမှာ6ကဒီမှာဒီဘက်6ပေါ့နော်ဒီဘက်6ဒါဆိုကျွန်တော်ဒီမှာ1ဖြည့်ရတော့မှာပေါ့နော်တစ်1ပဲတစ်မတ်သက်ပဲဖြည့်မှာပေါ့နော်ဒီမှာ6 6 6ဆိုတော့ဒီကနန်းနော်6 6 6ပေါ့နော်ဒီကနန်း၃လုံးဒီကနန်းကျွန်တော်တို့ကဒီကနန်းကဒီဘက်မှာထည့်ရမှာနော်ဒီဘက်မှာထည့်ရမှာဒါဆိုကျွန်တော်ဒီမှာ1ဖြည့်ရအောင်ဆိုကျွန်တော်ဒီမှာ9ဖြည့်မှာ9ထဲမှာလာတော့ 9နဲ့6နဲ့တင့်လို့ဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီကနန်း၄လုံးပေါင်း9ဖြစ်ရမှာပေါ့နော်ဒီကနန်း၄လုံးပေါင်း9ဖြစ်ရမှာကျွန်တော်ဒီမှာခွန်ရှိတယ်ခွန်နဲ့ဒီရှင်းနောက်ပိတ်နဲ့ပေါင်းမှာကျွန်တော် တို့က9ဖြစ်မှာပေါ့နော်9နဲ့6နဲ့ပေါင်းရင်ကျွန်တော်တို့ကတင်မတ်တန်နဲ့လာညီမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီရှင်းနောက်ပိတ်လေးကလာပြီးတော့ဆိုင်နှစ်ဆိုင်နဲ့လာညီနေရပေါ့နော်ကျွန်တော်ဒီမှာဒီခွန်ဒီခွန်နဲ့ဒီ6နဲ့ပေါင်းရင်ကျွန်တော်တို့က3เนาะဒီ3เนาะဒီ3 ဟုတ်ပြီနော်ဒီခွန်ဒီခွန်နဲ့ဒီရှင်းနဲ့ပေါင်းရင်ကျန်ငါးနော်ဒီငါးလေးကိုနောက်တစ်ခါဒီတုံညာနဲ့ဒီငါးနဲ့ပေါင်းရင်ကျွန်တော်ကငါးကဒီငါးနော်ဒီနောက်တစ်ခါကျွန်တော်ဒီခွန်နဲ့ဒီရှင်းနဲ့ပေါင်းရင်ငါးကဒီငါးနော်ဟုတ်ပြီနော်ဒါဆိုရင်6 6 6နဲ့ပေါင်းရင်ဒါတိမသက်ပဲလာပြီးဖြစ်မှာဆိုရင်ဒါဆိုကျွန်တော်6နောက်ပိတ်အငိမ့်လေးကိုဒါလာပြီးချထားပြီးပဲနေထားရှိရပါနော်ဒါဆိုကောင်းပြီကျွန်တော်ဒီမှာက ဒီမာကပါလေဆက်ပြီးပြချင်းစီနေစတော့ကဒီမာဒီမာဒါလေးကိုဆက်ပြီးတော့ဒီမာလေး၉နေရာမှာ၄ရက်၉ရက်ကတော့ဒါကတော့ကျွန်တော်ကကြိုက်တယ်ပေါ့နော်၄၉ထိတ်ကတော့ကြိုက်တယ်ကြိုက်နေနေသားရှိတယ်ကျွန်တော်ဒီမာဒါကတော့အကျန်းလေးပါဒါကတော့ဒီမာဒီဒီတောင်းလုံးကျွန်တော်၆လို့ဖြစ်တယ်ပေါ့နော်၆ 6ဆိုတော့ကျော်ဒီမှာ6လေးရေးလိုက်မယ်နော်6ပေါ့နော်ဒီ3လုံး6နောက်တစ်ခါဒီ3လုံးခွန်လို့ဖြစ်တယ်ပေါ့နော်ခွန်ဒီ3လုံးကျတော့6လို့ပြန်ဖြစ်တယ်ပေါ့နော်6နောက်တစ်ခါဒီ3လုံးပြန်ပြီးခွန်လို့ပြန်ပြီးဖြစ်တယ်ပေါ့နော်ခွန်နောက်တစ်ခါဒီ3လုံး6လို့ပြန်ပြီးဖြစ်တယ်ပေါ့နော်6ဒီမှာကျွန်တော်ခွန်လို့ဖြစ်မယ်ဆိုရင်ခွန်လို့ဖြစ်မယ်ဆိုရင်4ထိပ်ပေါ့နော်ဟုတ်ပြီနော်ဒါဒီလိုဒါလေးအကျန်းကြီးပေါ့နော်ဒါကတော့ထိတ်စည်းလေးတပင်ကြမှာ6ခွန် 6ခွန်6ခွန်6ဆိုပြီးပေးမယ်ဆိုရင်ကျွန်တော်၄ထိပ်ကလည်းရှိရပါတော့ဒါလေးကျွန်တော်မြင်တာတွေ့တာအကုန်ပြပေးပါမယ်နော်ဟုတ်ပြီနော်ဒါဆိုရင်၄ထိပ်၉ထိပ်ပေါ့နော်၄ထိပ်၉ထိပ်နေရာမှာကျွန်တော်တို့က၈နောက်ပိတ်နဲ့ကစားမလားပေါ့နော်၈နောက်ပိတ်ရှိမယ်နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ဆက်သွားရအောင်နော်ဆက်သွားရအောင်ဆိုတော့ဒီမှာကဘာလေးပြချင်သေးလဲဆိုတော့ ျွန်တော်ပြီးခဲ့တဲ့ဘက်က9နောက်ပိတ်လေးကျွန်တော်ပြခဲ့သေးရစီเนาะ9နောက်ပိတ်လေးစတိုင်တိုင်းသွားကျွန်တော်ဆက်ပြီးကြည့်အောင်เนาะပေးမပေးပေါ့เนาะကျွန်တော်ဒီမှာဒီရနေစာ6ဒီရနေစာเนาะကျွန်တော်ကျွန်တော်ပြခဲ့ပြီးသားเนาะကျွန်တော်ပြီးခဲ့တဲ့ file ဟိုပြီးခဲ့တဲ့ဟို105 file မှာ105ထွက်တဲ့ပင်မှာကျွန်တော်ဒီမှာ9နောက်ပိတ်လေးကျွန်တော်ပြခဲ့ပြီးသားရှိရကျွန်တော်ဒီမှာဒီဒီ၄ပေါ့เนาะဒီ၄နဲ့ကျွန်တော်ねဒီ ဒီ6နဲ့ပေါင်ရင်3ညနော်ဒီ3ညောက်ပြန်ဖြီးရတော့ဖြီးခဲ့တာနော်ဒါကျွန်တော်ပြခဲ့ပြီးသားပါနော်ဒီ6ဒီ6ကိုလည်းကျွန်တော်ဒီ7ဒီနှလုံး7ဒီ7နဲ့ကျွန်တော်ဒီ7နဲ့ပေါင်ရင်6ပေါ့နော်ဒီ6လေးကိုဖြီးခဲ့တယ်နောက်တစ်ခါကျွန်တော်ဒီ6ဒီ6ကိုလည်းကျွန်တော်ဒီဒီ3ညပေါ့နော်ဒီ3ညနဲ့ကျွန်တော်ဒီ6နောက်ပိတ်နဲ့ပေါင်ရင်လည်းဒီ6ပဲဖြစ်တယ်ပေါ့နော်6နောက်တစ်ခါဒီ6ဒီ6ကိုလည်းကျွန်တော်ဒီဒီ7နဲ့ဒီနောက်ပိတ်7နဲ့ပေါင်ရင်6လို့ပဲဖြီးခဲ့တယ်နော် ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ၄ဒီ၄ကိုလည်းကျွန်တော်ဒီမှာဒီနှလုံးမကိုဒီကိုနဲ့ကျွန်တော်ကဒီဒီငါးနောက်ပိတ်နဲ့ပေါအောင်ကျွန်တော်က၄ပေါ့နော်ဒီ၄ကိုကျွန်တော်ပြန်ပြီးဒီကနေ၃လုံးနဲ့ပြန်ဖြီးခဲ့တာနော်နောက်တစ်ခါကျွန်တော်ဒီအခုပင်မှာပေါ့နော်အခုပင်မှာကျွန်တော်ဒီမှာဒီ၄ဒီ၄နဲ့ကျွန်တော်ဒီဒီ၄ရဲ့ကျွန်တော်ဒီ၃ညနောက်ပိတ်ရဲ့ပေါအောင်မှာကျွန်တော်က၄လို့ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်က၃ညနောက်ပိတ်ဖြစ်သွားမှာနော်နောက်ပိတ်ကနှလုံးသေးစီနှလုံးဒါကျွန်တော်ပြခဲ့ပြီနော် ဒါဆိုရင်ကျွန်တော်၃ညနောက်ပိတ်ပေါ့နော်၃ညနောက်ပိတ်ဟုတ်ပြီနော်၃ညနောက်ပိတ်ဒီပြမတာကျွန်တော်ဘာနဲ့ဆက်ပြီးတော့တွဲမလဲဆိုတော့ဒါဆိုကျွန်တော်ဒီမှာဒီမှာကျွန်တော်ပထမဖိုင်မှာဒါပြခဲ့ပြီးတဲ့ site လေးပေါ့နော်ကျွန်တော်ဒီမှာဒီ6နဲ့ဒီနောက်ပိတ်နောက်နှလုံးပေါင်း9နဲ့ဆိုဒါဆိုကျွန်တော်တက်လို့ပဲဖြစ်တယ်ပေါ့နော်တက်ဟုတ်ပြီနော် ဒီ6ခါနဲ့ဒီနောက်နှလုံးပေါင်း9နဲ့ဆင်းနေသူကတက်လို့ပဲကျွန်တော်ဖြစ်ခဲ့เนาะဒါလေးပြခဲ့ပြီသားဒီ၄ခါနဲ့နောက်နှလုံးပေါင်း9နဲ့ဆင်းနေကျွန်တော်ကတက်လို့ပဲဖြစ်ခဲ့တယ်ဗောနော်ဒီ1နဲ့1ခါနဲ့နောက်နှလုံးပေါင်း9နဲ့ဆင်းနေသူကတက်လို့ပဲဖြစ်ခဲ့တယ်เนาะဒါလေးကျွန်တော်ပြခဲ့ပြီသားဗောနော်နောက်တစ်ခါကျတော့ဒီမှာဒီ၄ဗောနော်ဒီ၄နဲ့နောက်နှလုံးပေါင်းကျွန်တော်ကခွန်ဖြစ်ရတာဗောနော်ခွန်ခွန်ဆိုတော့ဒီမှာခွန်ဖြစ်မှကျွန်တော်တက်လို့ပဲဖြစ်တယ်မဟုတ်လားတက်ဖြစ်မယ်ဆိုရင်ဒါဆိုကျွန်တော်က နောက်နှလုံးပေါင်းခွန်ဆိုတော့ဒါကျွန်တော်ပြခဲ့ပြီးသားပါနော်ဟုတ်ပြီနော်နောက်နှလုံးပေါင်းခွန်ပြခဲ့ပြီးသားစိုက်ပြီးဒီမှာဒီမှာဒီဟာနောက်နောက်ပေါင်းခွန်နဲ့ဒါကိုးထိတ်နဲ့ဒါကျွန်တော်ပြခဲ့ပြီးသားပါနော်ဟုတ်ပြီနော်ဒါကနောက်ပေါင်းခွန်ပြခဲ့ပြီးသားစိုက်ပါနောက်ဆိုကျွန်တော်ဆက်သွားမယ်ဒီမှာဒါကနောက်ပေါင်းခွန်ဟုတ်ပြီနော်နောက်ပေါင်းခွန်နဲ့၃ညနောက်ပိတ်နဲ့ပေါ့နော် ဒီမှာကျွန်တော်ဆက်သွားမယ်ဆက်သွားမယ်ကဏ္ဍလေးကျွန်တော်ပြချင်တဲ့ site လေးလာပြီပေါ့နော်အားလုံးမျောလင်းဆောင်စားနေတဲ့ site ပေါ့နော်ဒီမှာဟိုကားတန်နေနဲ့အရင်တန်တနေတိုးနေရင်တိခံပြီးရောနားထောင်ပြီးပါနော်ကြော်ဒီမှာကြည့်အောင်ဒီမှာကြည့်အောင်ဆိုတော့ဟို ဒါကျွန်တော်ပထမဆုံး channel ဒါတတိယအခုလွှင့်တာတတိယ channel ပေါ့နော်ပထမဆုံး channel မှာဒါကျွန်တော် 2D 3D ကိုကိုကြီးနဲ့ဒါလွှင့်ခဲ့တဲ့ channel ပေါ့နော်အဲ channel မှာဒါကျွန်တော်ထိပ်စည်းလေးဒါကျွန်တော်ပြခဲ့တဲ့ site လေးပေါ့နော်ဒါလေးတခြားဟိုညကမမအဟောင်းနေရတာဒါသိပြီးသားပေါ့နော်ဒီတနောက်ပိတ်လေးတွေပေါ့နော်ဒီ6နောက်ပိတ်7နောက်ပိတ်3နောက်ပိတ် ခွန်နောက်ပိတ်ပေါ့နော်ဒီဟာလေးလုံးဝဒီကနေစပြီးတော့ပြီးခဲ့တာပေါ့နော်ဒီကနေစပြီးပြီးခဲ့တဲ့ site လေးကြည့်အောင်နော်ပြူးလေးနည်းနည်းချဲ့လိုက်မချေတော့နော်ဆိုကြောင့်ဒီမှာကြည့်ရအောင်ကြောင့်ဒီမှာကြည့်ရအောင်ဆိုတော့ဒီနှလုံးကကျွန်တော်က shift ဖြစ်တယ် shift shift နဲ့ကျွန်တော်ဒီကနန်း၃လုံးပေါင်း၃ညနဲ့ပေါင်းရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ shift ဖြစ်တော့နော် shift shift မတက်ပေါ့နော် shift ောက်တစ်ခါဒီမှာကနန်းက6ရှိတယ်6နဲ့ကျွန်တော်ဒီကနန်း3လုံးပေါင်း6နဲ့ပေါင်းရင်ကျွန်တော်က8လို့ပဲဖြစ်တယ်ဗောနော်8ဟုတ်ပြီเนาะလုံးဝဒီနောက်ပိတ်လေးတွေကိုလာပေးတော့တာเนาะလုံးဝအမှန်ကန်ဟုတ်ပြီเนาะနောက်တစ်ခါဒီမှာ6ဒီ6ဗောနော်ဒီ6ဒီ6နဲ့ဒီ6နဲ့ပေါင်းရင်10ပဲဖြစ်တယ်ဗောနော်10 ဟုတ်ကနဆစ်ဒီတင်နောက်ပိတ်လေးကိုပြီးသွားတယ်เนาะနောက်တစ်ခါနောက်တစ်ခါကျွန်တော်ဒီမှာဒီခွန်ရှိတယ်ဒီနှလုံးခွန်ခွန်နဲ့ကျွန်တော်ဒီသုံးလုံးပေါင်းတင်မှာကျွန်တော်တို့ကရှစ်လို့ဖြစ်တော့မှာเนาะရှစ်ဟုတ်ကနရှစ်မသက်လေးပြီးသွားတယ်เนาะဒီမှာ6နောက်ပိတ်လေးကိုဒီမှာဆက်ပြီးတော့ကြည့်ကြကြည့်မှာဒီခွန်ဒီခွန်နဲ့ကျွန်တော်ဒီနှလုံးပေါင်းကျွန်တော်ကတင်ပေါင်းရင်ကျွန်တော်ကရှစ်ပဲဖြစ်တယ်ပေါ့เนาะရှစ်ရှစ်မသက်လေးပေါ့เนาะရှစ်မသက်နဲ့လုံးဝအမှန်ကန်တော့ ဒါသူကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုတာဒါတိုက်ဆိုင်မှုပေါ့နော်ဒီကတော့ဒီမှာ1 2 3 4 5ကြိမ်ဒီမှာ6ကြိမ်ထိအောင်ဒါတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူးပေါ့နော်ဒီမှာကျွန်တော်ဆက်ကြည့်အောင်ကျွန်တော်ဒီမှာဒီ6ဒီ6နဲ့ကျွန်တော်ဒီ3လုံးပေါင်းကျွန်တော်6ဖြစ်မှကျွန်တော်ဆစ်လို့ဖြစ်တော့မှာပေါ့နော်ဟုတ်ပြီနော်ဒါကကျွန်တော်ပြီးရဟိုဟိုပထမဆုံး channel မှာဒါကျွန်တော်လွှင့်ခဲ့တဲ့ site လေးပေါ့နော်ပထမဆုံး channel လာဟုတ်တယ်နော် ဒီမှာကျွန်တော်ဒီမှာဘာသိဖြစ်မလဲဆိုတော့ဒါကျွမ်းကျင်ကမောင်းတော်လေးဒီသွားပြီပေါ့နော်ကျွန်တော်ဒီမှာနှစ်ရှိရဲ့ဒီနှလုံးနှစ်ပေါ့နော်နှစ်နှစ်နဲ့ကျွန်တော်ဒီသုံးလုံးပေါင်း6နဲ့ပေါင်းမှာကျွန်တော်ကရှင်းလို့ဖြစ်တော့မှာပေါ့နော်ဒါဆိုကျွန်တော်သုံးလုံးပေါင်း6ဖြစ်အောင်ကျွန်တော်ဘာထည့်ရမလဲခွန်နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ကျွန်တော်ဒါတွက်ခဲ့တဲ့အနိကဆိုင်လေးနဲ့တွက်ခဲ့တဲ့ဆိုင်မှာကျွန်တော်ခွန်နောက်ပိတ်ဆိုတာမပြခဲ့ဘူးနော်ဒီမှာကျွန်တော်ခွန်ထဲမှာကျွန်တော်က ခွန်ထဲမှာကျွန်တော်ရှစ်ဖြစ်မှာပေါ့နော်ဒါဆိုရင်ခွန်နောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်ဒါလေးရှင်းလားမသိဘူးနော်ကျွန်တော်ပေါင်းတော့ပေါင်းတာမှန်ပါတယ်နော်ကျွန်တော်ဒီမှာဒီရှစ်နဲ့၃ညနဲ့ပေါင်းရှစ်နော်မှန်တယ်နော်၉နဲ့၉နဲ့ပေါင်းရှစ်၉နဲ့၉နဲ့ပေါင်းရှစ်ခွန်နဲ့၁နဲ့ပေါင်းရှစ်နော်မှန်တယ်နော်နောက်တစ်ခါခွန်နဲ့၁နဲ့ပေါင်းလဲရှစ်ပေါ့နော်၉နဲ့အဲ၉နဲ့ပေါင်းလဲရှစ်ပဲပေါ့နော် နောက်ကဒီမှာကျွန်တော်နှစ်ဒီနှစ်နဲ့ကျွန်တော်ဒီ6နဲ့ပေါင်းရင်ကျွန်တော်10ဖြစ်ရမယ်ဆိုရင်9နောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာဆက်သွားမယ်ဒီမှာကျွန်တော်ဘာပြကျင်တဲ့ break ပေါ့နော်ဒါနောက်ပိတ်ကတော့ကျွန်တော်ပြပြီးသွားပြီနော်ဒီနောက်ပိတ်နဲ့တွဲပြီးကစားမယ်ပေါ့နော်နောက်ပိတ်နဲ့တွဲပြီးကစားမယ်ဆိုတော့ဒီမှာကအပြင်ပြန်နဲ့ပြန် ဒီမှာကျွန်တော်ဆက်ကြည့်မယ်ကျွန်တော်ဒီမှာဒီ break ပေါ့နော်ဒီ break ကိုကျွန်တော်ပြောခဲ့နော်ဒီ break ပေါ့နော်ဒီ break ကိုကျွန်တော်ဒီမှာဒီမှာစမှာဒီကနေစမှာပေါ့နော်ဒီဒီ3လေးနဲ့နော်ဒီ3ဒီ3မှာထည့်ပေါင်းမယ်နော်ဒီ3ရဲ့ဒီ6ရဲ့ထည့်ပေါင်းမယ်နော်ဟုတ်ပြီနော်ဒီ3ရဲ့ဒီ6ရဲ့ထည့်ပေါင်းမယ်ဖြူတင်နဲ့ချက်ရအောင်ဟုတ်ဆော်ဆော် okay okay ကြိုက်သေးချာလေးကြည့်ပြပါနော်ကြောက်ဒီမှာဒီ3ရေဒီ6ရေပေါင်းရေကျွန်တော်ကနှစ်ပေါ့နော်နှစ်အဲ့ဒီနှစ်နဲ့ဒီ break break နှစ်နဲ့ပေါင်းရင်ကျွန်တော်4ပေါ့နော်4ဟုတ်ပြီနော်4အဲ့ဒီ4နဲ့ကျွန်တော်ဒီ break break 4နဲ့ပေါင်းရင်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်6လို့ဖြစ်တော့နော်6ဟုတ်ပြီနော်6လို့ဖြစ်တယ်ကျွန်တော်ဒီဒီကဏ္ဍလေးမဝိုင်းခြင်းလို့ပေါ့နော်မဝိုင်းခြင်းလို့ကျွန်တော်ဒီ ဒီကျွန်တော်ဒီမှာဒီဒီကိုရောပါเนาะကိုရောဒီ break ရောဒီ break ရောဒီဒီနောက်ပိတ်ကိုပေါင်းတာเนาะ6လို့ဖြစ်တယ်เนาะအောက်ရောက်ရင်ကျွန်တော်ရှင်းသွားလိမ့်မယ်เนาะကျွန်တော်ဒီမှာ6ရှိတယ်6 6ရဲ့ကျွန်တော်ဒီမှာကပါရှိမယ်6 6ရဲ့ကျွန်တော်ဒီဒီ break ရဲ့6ရဲ့ဒီ break တဲ့ပေါင်း9ပေါ့เนาะ9ဟုတ်ပြီเนาะ9 9နဲ့ကျွန်တော်ဒီမှာက ဒီနှစ်ရဲ့ဒီဒီနှစ်လေးရဲ့ပါနော်ဒီနှစ်လေးရဲ့ပါရဲ့ဒီနှစ်လေးရဲ့ကျွန်တော်ဒီ break ရဲ့ပေါ့နော်ဒီ break ရဲ့ပုံကျွန်တော်6လို့ပဲဖြစ်တယ်ပေါ့နော်6ဟုတ်ပြီနော်ပြန်ပေါင်းကြည့်ရအောင်နော်ကျွန်တော်ဒီမှာဒီမှာဒီကနန်းလေးလုံးပေါ့ရင်ကျွန်တော်9ပေါ့နော်9 9နဲ့ကျွန်တော်ဒီမှာနှစ်ရဲ့ပေါင်း1 1နဲ့ကျွန်တော်ဒီ9 break နဲ့ပေါင်းရင်6လို့ပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်ဆက်သွားမယ်ကျွန်တော်ဒီမှာဒီမှာဒီနှစ်ပေါ့နော်ဒီနှစ် ဒီနှစ်နဲ့ကျွန်တော်ဒီ brake 4နဲ့ပေါင်းရင်ကျွန်တော်က6လို့ဖြစ်တော့เนาะ6 6နဲ့ဒီ6နဲ့ပေါင်းရင်ကျွန်တော်က2ပေါ့เนาะ2နဲ့နဲ့ brake 4နဲ့ပေါင်းရင်ကျွန်တော်6လို့ပဲဖြစ်တယ်ဗောနော်6ဟုတ်ပြီเนาะလုံးဝအမှန်ကန်စရာเนาะကျောင်းကြီးကမောင်မာယူတာအာဒါတွေကကျွန်တော် member ကွက်တွေဗောနော် member site တွေဖြစ်မှာဗောနော်တခြားဆရာတွေဆိုရင်တော့ member ဆရာတွေဆိုရင်တော့ဒါကကျွန်တော်ကတော့ကျောင်းကြီးကမောင်မာယူစေနာတန်တန်နဲ့ဗောနော်ဒီမှာ ဒီတဒီတနဲ့ကျွန်တော်ကဒီ break ခွန်နဲ့ပေါင်းရင်ကျွန်တော်က6လို့ဖြစ်တယ်ဗောနော6နဲ့ကျွန်တော်ဒီ4နဲ့ပေါင်းရင်ကျွန်တော်2ဟုတ်ပြီနော်2နဲ့ကျွန်တော်ဒီ break 4နဲ့ပေါင်းမှကျွန်တော်က6လို့ဖြစ်တော့မှာဗောနော်ဟုတ်ပြီနော်6လို့ဖြစ်တော့မှာဒါဆိုရင်ရှားရင် break ကျွန်တော် break line အလုံးအမှတ်ကန်နော်ဒီအထည်အောင်ဆက်ပြီးတော့ပေးပေးထားသေးရနော်ဒီမှာကျွန်တော်ဒီမှာခွန်ဒီခွန်နဲ့ကျွန်တော်ဒီ9နဲ့ပေါင်းရင်ဒီ break 9နဲ့ပေါင်း2ပေါ့နော်2နဲ့ကျွန်တော်ဒီ ကိုးလေးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်ကတစ်ပေါ့နော်တစ်နဲ့ကျွန်တော်ဒီမှာ break ငါးနဲ့ပေါင်းမှာကျွန်တော်6လို့ဖြစ်တော့မှာပေါ့နော်ဟုတ်ပြီနော်ဒါလုံးဝအမှန်ကန်ဇာတ်လေးနော်ကျော်ညူကမောင်မရဲ့အတွက်ဟုတ်ပြီနော်ဒီအောင်ပဲကျွန်တော်တို့ကဒီ break ကိုပဲဆွဲကပ်ပြီးတော့ကျွန်တော်တို့ကစားမယ်ပေါ့နော်ဒီမှာကျွန်တော်ဆက်ကြည့်မယ်ဒီမှာကကျွန်တော်ဒီဒီလေးပေါ့နော်ဒီလေးဒီလေးနဲ့ကျွန်တော်တို့ကဒီ break ခွန်နဲ့ပေါင်းရင်ကျွန်တော်တို့က1လို့ဖြစ်တယ်ပေါ့နော်1 အဲ့ဒီ1နဲ့ဒီ4နဲ့ပေါင်းရင်ကျွန်တော်9ပေါ့နော်9 9နဲ့ကျွန်တော်တို့ကဒီမှာ tip break ထဲမှာကျွန်တော်တို့က6 6ဖြစ်တော့မှာနော် tip break ဖြစ်သွားမှာနော်ဒါဒီမှာက tip break ဟုတ်နော်လုံးဝအမှန်ကန်ဒါဆိုရင် tip break ထဲမှာကျွန်တော်တို့က6မှတ်တမ်းနဲ့ညီတော့မှာနော်ဟုတ်ပြီနော်တစ်ဘရိတ်ထဲမှာ6မတန်နဲ့လာညီတော့မှာပေါ့နော်ဒါလုံးဝကျွန်တော်ဒါလေးရှင်းတော့မသိဘူးနော်ရှင်းလို့ဟို ျွန်ဆက်ပြီးရှင်းလို့ရှင်ဒါဟို final ရန်ရှည်သွားမှာဆိုလို့ပေါ့နော်တို့တို့တော့ပဲဆက်ပြီးရှင်းတယ်မနော်ကျွန်တော်ဒီမှာဒီခနဲ့3ရက်ကျွန်တော်ဒီ break နှစ်ရပေါ့ရင်ဒါဆိုကျွန်တော်တို့က9ပေါ့နော်9နဲ့9နဲ့ပေါ့ရင်6အဲ9နဲ့9နဲ့ပေါ့ရင်ကျွန်တော်တို့ကဒါ၄ပေါ့နော်၄နဲ့ကျွန်တော် break နှစ်နဲ့ပေါ့ရင်6လို့ဖြစ်တယ်ပေါ့နော်ဒါလေးဒါလေးဒါပြန်ပြီးတော့စစ်ကြည့်လို့ရအောင်နော်ဒီခနဲ့ဒီ brain ဒီ နောက်ဘက်ရဲ့ brake ရဲ့ဒီ brake ရဲ့ဒီခါးလေးပေါင်းတော့ကျွန်တော်6လောက်ပဲဖြည့်ရမှာကောနော်6ပဲဖြည့်ရမှာ1 2 3 4 5 6ကြိမ်မြောက်ပေါ့နော်6ကြိမ်မြောက်တော့ရှိသွားပြီနော်6ကြိမ်မြောက်ဒါဆိုပေးမယ်ဆိုရင်သွားပေးတန်ရင်တယ်ပေါ့နော်သူကနောက်ဆုံးကက်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒီအောက်မှာကသူကနှစ်ဆုံးထိအောင်သူကဆွဲထားတာဆိုတော့နှစ်နော်နှစ်ဆုံးတိအောင်လာဆွဲသွားနိုင်တယ်ပေါ့နော်ဒီအောက်မှာသူကဆက်တွေ့မယ်ဆိုရင်တခြားနှစ်ရောက်သွားမှာပေါ့နော်ဒါလေးကလုံးဝအမှန်ကန်ဇာတ်လေးပေါ့နော်တစ်ဘရိတ်ပေါ့နော်တစ်ဘရိတ် တစ်ဘရိတ်နဲ့ခွန်ခွန်နောက်ပိတ်ကိုကျွန်တော်ကစားမလားဗောနော်တစ်နောက်ပိတ်နဲ့ခွန်ခွန်နောက်ပိတ်ကိုကစားမယ်ဆိုရင်ဒါဆိုကျွန်တော်ဒီမှာရှေ့ပေါင်းအဲနောက်ပေါင်းနောက်ပေါင်းခွန်လဲနောက်ပေါင်းခွန်လဲဒါကျွန်တော်ဒီစိုက်နဲ့ဒါကျွန်တော်ပြခဲ့ပြီနောက်ပေါင်းခွန်ဆိုရင်ဒါဆိုကျွန်တော်၃ညရှိမယ်ဗောနော်နောက်ပေါင်းခွန်ဆိုရင်၃ညတုံညာခွန်ရှိမယ်ပေါ့နော်ကျွန်တော်၄ကိုထိတ်ရှိမယ်ကျွန်တော်တစ်ပရိတ်တစ်ပရိတ်ဖြစ်အောင်ကျွန်တော်၄ထဲမှာ လေးထိပ်ကလည်းကျွန်တော်ကျွန်တော်ပြခဲ့ပြီသားเนาะဒေ3 9ဆိုတဲ့ကဏ္ဍလေးဒါရှိမယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ညကမောင်တော်ရဲ့အနေနဲ့ဒါဆိုရင်လုံးဝပြည့်ပြည့်စုံတဲ့ကဏ္ဍလေးတော့ပြောလို့ရတယ်ပေါ့เนาะဒီမှာထိပ်ကလည်းကျွန်တော်ပြခဲ့ပြီသားเนาะလေးထိပ်5ထိပ်ကို ပြခဲ့ပြီသား break လည်းပြပြီသားနောက်ပိတ်လည်းဒါပြပြီသားပေါ့เนาะဒီညမှာကျွန်တော်တို့ကဟိုဒီညမှာကျွန်တော်တို့က၄အော်၄၄၈ 48ဆို498ထည့်လို့ရအောင်နော်698 6နောက်ပိတ်နေပေါ့နော်6နောက်ပိတ်နေ498ထည့်လို့ရမယ်ဟုတ်ပြီနော်498ထည့်လို့ရမယ်ကျွန်တော်နောက်ပြီးတော့6နဲ့7နဲ့6ထိတ်နဲ့648ရမယ်နော်648ပေါ့နော်ဒါ tip break ပေါ့နော်ကျွန်တော် tip break ကိုပဲလောလုံးဝဥတီပြီးတော့ကစားမယ်ပေါ့နော် tip break နဲ့ကစားမယ်ဆိုတော့ နောက်ထပ်ကျွန်တော်ပါရှိသေးတယ်နော် tip break tip break ပေါ့နော် tip break နဲ့ဒီမှာကငါငါထိတ်ကလည်းကျွန်တော်ရှိရရှိရတယ်ပဲငါထိတ်ကငါထိတ်ကငါထိတ်ကတော့ဒီလိုလားလေဒီမှာဒီ ဒီမှာဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်း၃ညပေါ့နော်ဒီရှင်းနဲ့ဒီရှင်းဒီနှစ်နဲ့ပေါင်း၃ညပေါ့နော်ဒီရှင်းနဲ့ဒီဒီနှစ်နဲ့ပေါင်း၃ညဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်း၃ညဆိုရင်ဒါဆိုကျွန်တော်၅ထိပ်ရှိမယ်နော်၅၅ထိပ်ပေါ့နော်၅ထိပ်ရှိမယ်ဆိုရင်ကျွန်တော် tip break နဲ့ဆိုရင်ဒါဆိုပါရှိမယ်၃ဆိုတော့988ပေါ့နော်988ဟုတ်ပြီနော်ဒီရလေးဒါလေးအကျောင်းကြီးကမောင်းနေတိုက်ဆိုင်မှုရှိတဲ့ကဏ္ဍလေး တွေ့ရင်လည်းဒါလေးကစားပါဘောနော်ဒီခါလေးတစ်လုံးထိတ်လေးတစ်လုံးမမချာချာရရဲဆိုရင်ဒီတစ်ပရိနဲ့တွေ့ပြီးကစားစီခြင်းနဲ့ပေါ့နော်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်ညီကောင်မတွေအတွက်ညီကောင်မတွေအတွက်ဒါလေးကကျွန်တော်တဲ့ 3D လက်ဆောင်လေးပေါ့နော်ကျောင်းရဲ့ channel လေးကိုကျောင်းညီကောင်မအစ်စ်တီအဟောင်းနေအားလုံးကြိုဆိုပါရနော်အားလုံးပဲကျောင်းရဲ့ channel လေးကို like and subscribe လိပ်ထားလှုပ်ထားပေးပါနော်ဒါမှကျွန်တော်ရဲ့ဒီတင်လိုက်တဲ့အရေးကြီးဒီ file လေးတွေခဏလေး တင်လိုက်တဲ့အချိန်မှာတော့ကျောင်းကြီးကမောင်မောင်လွတ်မသွားရအောင်လို့ပေါ့နော်။ကျန်စကရီလှူထားမှာဒါကျောင်းကြီးကမောင်မောင်အတွက်အဆင်ပြေမင်းပေါ့နော်ဒါလေးဟိုသတိပေးပါရနော်။ကဲအားလုံးပဲကျောင်းကြီးကမောင်မောင်များအားလုံးကြက်မကြပါစေချမ်းသာကြပါစေနော်အားလုံးပဲအဆင်ပြေကြပါစေနော်။ကဲအားလုံးပဲကုလပ်ပါနော်။